မင်္ဂလာပါရှင် TV Knowledge Season ကနေပြီးတော့မှပြန်လည်ကြိုဆိုလိုက်ပါတယ်ဂျမေကာကျွန်းနိုင်ငံရဲ့သမိုင်းမှာ အပြင်းထန်ဆုံးမလစ်ဆာမုန်တိုင်းဟာကာရီဘီယံတစ်လောမှာတိုက်ခတ်ခဲ့ပါတယ်စက်တင်ဘာလတွေကအာရှမှာတိုက်ခတ်ခဲ့တဲ့စူပါတိုင်ဖွန်းရာဂါဆာကလည်းမလစ်ဆာမတိုင်ခင်အပြင်းထန်ဆုံးမုန်တိုင်းဖြစ်ခဲ့ပါတယ် ပိုပြီးမှအားကောင်းလာတဲ့မုံတိုင်းတွေပိုပူလာတဲ့ရာသီဥတုတွေအကြောင်းဟာဒီနေ့ပိုင်းတွေထဲမှာမကြာခဏကြားလာရတဲ့ကိစ္စတွေဖြစ်ပါတယ်။ရာသီဥတုပြောင်းလဲမှုကဒီလိုမျိုးအဖြက်ဆွမ်းအားကြီးမားတဲ့မုံတိုင်းတွေကိုဘယ်လိုမျိုးအားဖြစ်ပေးနေပါသလဲ။သိပ္ပံနည်းကြအချက်လက်တွေကိုဒီတစ်ပတ်တင်ဆက်ပေးမှာဖြစ်ပါတယ်။ ရာသီဥတုဖောက်ပြန်ယိုယွင်းလာတဲ့ကဘာကြီးဟာပျက်စီးခြင်းကြောင့်ကဘာရဲ့အနားစိုးမှရောက်ရှိနေပြီလား Climate tipping point ဆိုတဲ့ပိုချေပြန့်တဲ့အကြောင်းအရာကိုပါတဘာရဲတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ကဲပထမအဦးဆုံးတော့မုန်တိုင်းတွေအကြောင်းကို ပြောကြရအောင်ပါအတ္တလန္တိတ်မှာဟာရီကိန်းလို့ပဲခေါ်ခေါ် ပစိဖိတ်မှာဆိုရင်တိုင်ဖုန်းလိုပဲခေါ်ခေါ်ဒါမှမဟုတ်အိန္ဒိယသမုဒ္ဒရာမှာဆိုင်ကလုန်းလိုပဲခေါ်ခေါ်ပျက်စီးဆုံးရှုံးမှုကတော့တူတူပါပဲဒါပေမဲ့ရာသီဥတုပြောင်းလဲမှုကသူတို့ကိုဘယ်လိုမျိုးပို့ပြီးစိုးစိတ်တယ်လဲဆိုတာကိုနားလည်ဖို့သူတို့ဟာဘာတွေလဲဆိုတာကိုအရှင်းဆုံးသိဖို့လိုပါတယ်လီဒူယူပပေရာဆိုင်ရာကျွမ်းကျင်သူပါမောက်ခရက်တိုမီကအရှင်းပြထားတာကတော့ဒါတွေဟာအင်မတန်အောင်မှကြီးမားတဲ့လက်ပတ်နေတဲ့မုန်တိုင်းတွေပါပဲ ကီလိုမီတာတစ်ထောင်လောက်ကျယ်ဝန်းနိုင်ပြီးတော့ဒီကမ္ဘာရဲ့မြောက်ဖက်ချမ်းမှာဆိုရင် နိုင်လက်တန်ပြောင်းပြန်လှည့်ပတ်ကြပါတယ်။ဒီလိုမျိုးမုန်တိုင်းကြီးတွေဖြစ်ပေါ်လာဖို့ဘာတွေလိုအပ်လဲ။ပေါမောက်ဖတ်တော်မြေအဆိုရဆိုရင်အဓိကပါဝင်ပစ္စည်း၃မျိုးလိုအပ်ပါတယ်။ပထမတစ်ခုက ပုံတွေးတဲ့ပင်လယ်ဖြစ်ပါတယ်။ ပင်လယ်မျက်နှာပြင်ဟာ26ဒီဂရီစင်တီဂရိတ်ဒါမှမဟုတ်ရင် ပိုပြိုမှပုံနှွေးဖို့လိုအပ်ပါတယ်ဒါကမုန်တိုင်းရဲ့လောင်စာစီပါပဲဒုတိယကကဘာမြေရဲ့လဲပတ်မှုကိုလိုအပ်ပါတယ်။ဒါကမုန်တိုင်းကိုလဲပတ်စေတဲ့အရာဖြစ်ပြီးတော့အဲဒီလဲပတ်အား၃ညဖြစ်တဲ့အီကွေတာပေါ်မှာမုန်တိုင်းတွေမဖြစ်ပေါ်ရတဲ့အကြောင်းရင်းဖြစ်ပါတယ်။ တတိယအနေနဲ့ကတော့တည်ငြိမ်တဲ့လေလို့လိုအပ်ပါတယ်။သိပ္ပံပညာရှင်တွေကဒီ low wind shear လေတိုက်နှုန်းကွာခြားမှုနည်းပါးခြင်းလို့ခေါ်ကြပါတယ်။အမြင့်ပေမတူညီတဲ့နေရာတွေမှာလေတိုက်နှုန်းတွေအရန်ကွာခြားနေရင်ဒီမုန်တိုင်းကမကြခင်မှာပဲအဲ့ဒီလေတွေကဆွဲဖြဲပြစ်လိုက်ပါလိမ့်မယ်။ ဒီချင်းတွေပြည်စုံတဲ့အခါအပူပိုင်းမုန်တိုင်းငယ်ဒီ tropical depression လို့ခေါ်တဲ့လေပြားနဲ့ရဝန်းလေးကနေအင်အားကောင်းလာနိုင်ပါတယ်။လေတိုက်နှုန်းကတစ်စက္ကန့်ကို33မီတာအာဒါမှမဟုတ်ရင်တနအီကို84မိုင်အထိချောက်သွားရင်ဒီဟာကိုအဆင့်1 hurricane လို့တရားဝင်သတ်မှတ်ပါတယ်။အဲဒီကနေမှတစင်အဖြတ်ဆွမ်းအားအကြီးဆုံးအဆင့်5မုန်တိုင်းအထိကြီးထွားလာနိုင်ပါတယ်။ဒီတော့ရာသီဥတုပြောင်းလဲမှုကဒီနေရာမှာဘယ်လိုမျိုးပတ်သက်လာပါသလဲ။ အဓိကကတော့ဒီပထမဆုံးချက်ပြတဲ့ပုံတွေရဲ့ပင်လယ်ရေပါပဲကျမတို့ရဲ့ဒီကဘာသမုတ်တရားတွေဟာဖန်လုံအိမ်တန်းငွေတွေကြောင့်ဖြစ်ပေါ်လာတဲ့အပူအပူချိန်ရဲ့ဒီ90ရာခိုင်နှုန်းလောက်ကိုစုပ်ယူထားတာပါဆိုလိုတာကတော့ဒီမုံတိုင်းတွေအတွက်ကိုလောင်စာဟာအခုဆိုရင်စွမ်းအားပိုပြင်းနေတာပါပုံနေတဲ့ရေဟာအငွေ့ပြန်လွယ်ပြီးတော့လေလူတွေကိုရေငွေ့တွေပို့ပြီးတော့မှပို့လွှတ်ပါတယ်။အဲဒီရေငွေ့တွေဟာတကယ်လောင်စားပါပဲ။ ဒီရင်ခွေတွေအပေါ်တက်ပြီးတော့တိမ်တိုက်တွေဖြစ်ပြောင်းလဲတဲ့အခါမှာအပူဆွမ်းအင်အမြောက်များကိုထုတ်လွှတ်ပါတယ်။အဲ့ဒီအပူဆွမ်းအင်ဟာမုံတိုင်းရဲ့လေပတ်မှုကိုမောင်းနှင်တဲ့ဆက်ဖြစ်ပြီးလေကိုပို့ပြီးတော့မှမြန်စေကမုံတိုင်းတစ်ခုကို ပြင်းထန်စေပါတယ်။ ဆိုတော့အတူချုံပြောရမယ်ဆိုရင်ကဘာကြီးပူနေလာတာကလေတွေပူလာတာတခုတည်းကိုဆိုလိုတာမဟုတ်ပါဘူး။သမုတ်တရားတွေပို့ပြီးပူနေလာတာကိုဆိုလိုပြီးတော့ဒါကဟာရီကိန်းမုန်တိုင်းအတွက်အဆင့်မြင့်လောင်စာလို့ဖြစ်နေတာပါ။ရလက်ကတော့မုန်တိုင်းတွေဟာမိုးတွေပုံများလေတွေပိုကျန်းပြီးတော့ပိုပြီးတော့မပြင်းထန်လာတာပါပုံတွေရဲ့လေတုဟာရေငွှဲ့ကို ပိုပြီးတူလောင်နိုင်တဲ့အတွက်မိုးရွာတဲ့အခါမှာတဲတဲမဲမဲရွာချပြီးစိုးရတဲ့ရေဘေးအနေရတွေကိုဖြစ်ပေါ်စေတာပါဒါပေမဲ့ဒီနေရာမှာသိပ္ပံပညာရှင်တွေခွဲခြားပြထားတဲ့ဒီအရေးကြီးတဲ့အချက်တစ်ခုရှိနေပါတယ် ။ရာသီဥတုပြောင်းလဲမှုဟာမုန်တိုင်းအကျဉ်းအရေးအတွက်ထက်မုန်တိုင်းပြင်းအားကိုပိုပြီးတော့မှတက်ရောက်မှုရှိပါတယ်။ပမောက္ခတုံးမေကဒီမုန်တိုင်းတွေပိုပြီးတော့မှပြင်းထန်လာနေရဆိုတာကိုကျွန်တော်တို့တော်တော်လေးသိချရဲလို့ဆိုပါရယ်။အဲမုန်တိုင်းစုစုပေါင်းအရေးအတွက်နဲ့ပတ်သက်လို့ကတော့သိပြီးတော့မသေးချာသေးပါဘူး။တကယ်တမ်းမှာမုန်တိုင်းဖြစ်နှုန်းကအနေငယ်တောင်မှအကျသွားနိုင်ပါတယ်။ဒါမဲ့ဒါကဒါတော့အရေးကြီးဆုံးအပိုင်းမှာပဲ။ဒီမုန်တိုင်းတွေကအစ်စ်၄နဲ့ ငါးလိုမျိုးပြင်းအမြင့်ဟာရီကိန်းတွေဖြစ်လာနိုင်တဲ့အချိုးအစားကတော့ပိုပြီးတော့မှများလာဖို့ရှိနေပါတယ်။အဒီမုန်တိုင်းပိုမများနိုင်ပေမဲ့ဖြစ်လာတဲ့မုန်တိုင်းတွေကတော့အဖြတ်စွမ်းအားကြီးတဲ့မုန်တိုင်းတွေဖြစ်လာဖို့ပိုများနေပါတယ်။ ဒါကကံယိုးရန်ဒေတာတွေမှာနေထိုင်သူတွေအတွက်အကြောင်းမဲ့ဖွယ်စင်ခုံမှုတစ်ခုကိုဖြစ်စေပါတယ်။ကျွမ်းကျင်သူတွေကတော့မုံတိုင်းရဲ့လမ်းကြောင်းဘယ်နေရာဝင်မလဲဆိုတာကိုခန့်မှန်းနိုင်စွမ်းဟာတော်တော်လေးတိကျလာပြီလို့ဆိုပါတယ်။ဒါပေမဲ့နောက်ဆုံးမိနစ်မှာရုပ်တရက်အားကောင်းလာတာမျိုးကိုခန့်မှန်းဖို့ကတော့မလွယ်ကူသေးပါဘူး။ထိန်ချုံနိုင်ပုံရတဲ့မုံတိုင်းတစ်ခုကကမ်းမဝင်ခင်မှာရုတ်တရက်အင်အားပေါက်ကွဲပြီးတော့လူတွေကိုအငိုင်းမိစေနိုင်ပါတယ်။ဒါကြောင့်မို့လို့ကြိုတင်3 piece နှစ်တွေကတိတ်ကိုအရေးကြီးပါတယ်။ ြင်းထန်တဲ့မုန်တိုင်းလာနေပြီဆိုလို့ရှိရင်ဘေးလူရကိုရွှေ့ပြောင်းတာဟာအသက်ဆုံးရှုံးမှုတွေကိုရှောင်ရှားနိုင်မဲ့အကောင်းဆုံးနည်းလမ်းပါပဲ။ဝေးတဲ့လူ။是滅頂了吧?還是斷了? တော့ပစ္စည်းဥစ္စာပစ္စည်းဆုံးရှုံးမှုကတော့ရှောင်လွဲလို့မရသလောက်ပါပဲ။ကျမတို့ပို့ပြီးတော့မှခိုင်ခန့်ပြီးတော့ခံနိုင်ရှိတဲ့အဆောက်အဦတွေကိုတိစောက်နိုင်ပါတယ်။ဒါမဲဒါကဖွံ့ဖြိုးဆဲနိုင်ငံတွေနဲ့ဒေသခံလူမှုအတိုင်းအဝိုင်းအများစုမှာမရှိနိုင်တဲ့အရင်းမြစ်တွေလည်းလိုအပ်ပါတယ်။ဒါကြောင့်ကျမတို့လိုက်ရောညှိထွေနေထိုင်ဖို့လိုအပ်လာပါတယ်။ပိုကောင်းတဲ့သတိပေးစနစ်တွေ၊ပိုခိုင်မာတဲ့အခြေခံအဆောက်အအုံတွေကိုလိုအပ်ပါတယ်။ဒါမဲ့ဒါကအတိုင်းအတာအကန့်အသတ်လည်းရှိနေပါတယ်။ တဖြည်းဖြည်းပို့ပြီးတော့မှစိုးဝါလာတဲ့စနစ်ကနေကာကွယ်ဖို့ဒတိုင်းတွေကိုပဲအမြင့်ကြီးစောင့်နေလို့မရပါဘူး။လိုက်ရုံညှထွေနေထိုင်ရုံတစ်ခုတည်းနဲ့လည်းမလုံလောက်ပါဘူး။ဒီပြဿနာကိုအစပြိုအားဖြည့်ပေးနေတဲ့ဖန်လုံအိမ်တန်းငွေထုတ်လုပ်မှုတွေကိုလည်းကျမတို့ရှင်းချဖို့လိုအပ်ပါတယ်။အဲ့ဒီထိမနိုင်သိမ့်မရလမ်းကြောင်းဆိုတဲ့သတိပေးချက်ကပဲကျမတို့ရဲ့နောက်ထပ်တင်ဆက်မယ့်အကြောင်းအရာတွေစီကိုတိုက်ရိုက်ဦးတည်သွားပါတယ်။ကမ္ဘာစနစ်ကြီးတွေဟာကွေးညွုံနေမှာကပဲကျိုးပဲ့သွားတဲ့အခါမှာ ဘာတွေဖြစ်လာမလဲရာသီဥတုပြည့်စုံတစ်ခုတည်းကနေကမ္ဘာလုံးဆိုင်ရာစနစ်ကြီးအကြောင်းကိုဆက်ပြောမှလေ့လာကြည့်ရအောင်နော်ရာသီဥတုအစုံမဲ့ climate tipping point ဆိုတာကဘာလဲဥမာပေးရမယ်ဆိုရင် ခွက်တစ်ခွက်ကိုသပွဲအစွန်းနရောက်အောင်တဖြည်းဖြည်းတွန်းသွားရဲဆိုပါစို့နော်တွန်းလိုက်တယ်တိုးလိုက်တယ်ပြုံးမကြသေးဘူးနော်ပြုံးမကြသေးဘူးဒါမဲ့နောက်ထပ်နည်းနည်းလေးထပ်တိုးလိုက်တဲ့အချိန်မှာတော့ခွမ်းကနေပဲပြုတ်ကျသွားမယ် အဖန်ခွက်ဆိုရင်တော့ကွဲကြည့်သွားပြီပေါ့နော်ပြန်ဆက်လို့မရတော့ဘူးပေါ့ဆိုတော့အစွန်မတ်ဆိုတာကဒါပါပဲအစွန်မတ်ဆိုတာကနောက်ထပ်နည်းနည်းလေးထိယုံနေပြုတ်ကြတော့မယ့်နေရာကိုရောက်နေတယ်လို့ဆိုလိုတာပါ tipping point ဆိုတာကဒါပါပဲဝါရင်ရာသီဥတုသိပ္ပံပညာရှင် Robert Voltaire ကဒါကိုအရေးကြီးတဲ့အတိုင်းအတာတစ်ခုလို့သတ်မှတ်ပါတယ်အဲ့ဒီအမှတ်ကိုကျော်လွန်သွားမယ်ဆိုရင် သိငယ်တဲ့နောက်ဆက်တွဲပြောင်းလဲမှုလေးတစ်ခုကတော့ ကဘာစနစ်ကြီးတစ်ခုလုံးကို ရုတ်တရက်ဒီအများသောအဖြစ်ပြန်ပြင်လို့အမရနိုင်တဲ့ပြန်လည်ဖွဲ့စည်းမှုမျိုးကိုဖြစ်သွားစေနိုင်ပါတယ်တိပ္ပံပညာရှင်တွေဟာထိခိုက်လွယ်တဲ့ဒီလိုမျိုးအစွန်းမှတ် tipping point တော်တော်များကိုတွေ့ရှိထားပါတယ်။အစိုးရအင်အားဆောင်ကတော့ Greenland နဲ့ဒီအနောက် Antarctica ကအေယာမရေခဲလွှာကြီးတွေပဲလို့ Vardak ကဆိုပါတယ်။သူတို့ကမရက်တက်နိုင်တဲ့ပြိုကျမှုတစ်ခုကိုစတင်ခဲ့ရင် ပင်လယ်မျက်နှာပြင်မီတာပေါင်းများစွာမြင့်တက်လာတာကိုကျမတို့ရှောင်လွှဲနိုင်မှာမဟုတ်ပါဘူး။ဒီ vortex ကဒီပင်လယ်မျက်နှာပြင်1.5မီတာအဲဒေါင်းပွင့်ဒီထက်ပိုပြီးမှမြင့်တက်လာနိုင်တယ်ဆိုပြီးမှလည်းသတိပေးထားပါဗျ။ဒါကအရန်ကိုစိုးဝါတဲ့အခြေအနေဖြစ်ပါတယ်။ကန်ရက်မျိုးတွေကိုရေလွှမ်းမှုပြီးတော့လူတန်းပေါင်းရာနဲ့ချီကိုနေရာပြောင်းရွှေ့ရနိုင်ပါတယ်။နောက်တစ်ခုကတော့ AMOC လို့ခေါ်တဲ့ဒီ Atlantic သမုဒ္ဒရာရေစီးကြောင်းစနစ်ပါ ဒါကအပူပိုင်းဒေသကနေမြောက်အက်ဒလန်တစ်စီကိုရေပူတွေတယ်ဆောင်ပေးတဲ့အေယာမတဲယူပို့ဆောင်ရေးခပတ်ကြီးတစ်ခုလိုပါပဲ။ဒါကကမ္ဘာကျိုးရဲ့သွေးလက်ပတ်မှုစနစ်ဖြစ်ပြီးတော့လူတန်းထောင်ပေါင်းများစွာအတွက်ရာသီဥတုပုံစံတွေကိုဆုံးဖြတ်ပေးပါတယ်။အဲ့ဒါသာနှေးကွေးသွားမယ်ဆိုရင်ဒါမို့လို့ရှိရင်ပြုတ်ကျသွားမယ်ဆိုရင်ကဘာလုံးဆိုင်ရာရာသီဥတုကိုနှောက်ရက်ပြီးတော့စာနာရိတ်ကစနစ်တွေကိုချိမ့်ချောက်ပါလိမ့်မယ်။နောက်ပြီးတော့မှဒီ Amazon မိုးတက်တော်လည်းရှိပါသေးရဲ့။ ပုံနွေးလာမှုနဲ့တက်တော်ပြုံးတိမှုဆိုတဲ့ပေါင်းဆက်ဖီအာတွေအောက်မှာစိမ့်ဆိုတဲ့မိုးတက်တော်ကနေ၆သွေးတဲ့ဒီဆာဗာနာလိုနေရာမျိုးအဖြစ်ပြောင်းလဲသွားနိုင်ပါတယ်။ဒါဟာဇီဝမျိုးစုံဒီမျိုးကွဲတွေဆုံးရှုံးရုံနဲ့မကပါဘူး။ဒီကာဗွန်တန်ချိန်ဘီလီယံပေါင်းများစွာကိုထုတ်လွှတ်ပြီးတော့ကမ္ဘာကြီးပုံနွေးမှုကိုပိုပြီးအရှိန်မြင့်စေပါလိမ့်မယ်။ အာတိတ်ဒေတာမှာတော့ထာဝရရေခဲလွှာတွေရှိပါတယ်ဒါဟာဒါကျမတို့ရဲ့လေတုတစ်ခုလုံးထက်ကာဗွန်နှစ်ဆပိုပြီးတော့မှတိုးလောင်ထားတယ်အေယာမအေးခဲနေတဲ့မြေပြင်ကြီးတွေပါဒါရီအေးပြော်လာတဲ့အခါမှာဒီအစွမ်းထက်တဲ့ဖန်လုံတန်းခွေဖြစ်တဲ့မိသိန်းကို ထုတ်လွှတ်ပါရယ်ဒါကအနေရရှိတဲ့တန်တရားလေးမျိုးတစ်ခုကိုဖြစ်စေပါရယ်ပုံနှိမ်မှုကထာဝရရေခဲလွှာကိုအေးပြော်စေတယ်ဒီကနေပြီးတော့မှမိသိန်းကို ထုတ်လွှတ်တယ်ပြီးတော့အဲ့ဒါကပို့ပြီးတော့မှပုံနှိမ်မှုကိုဖြစ်စေပါရယ် ဆိုတော့အဲ့ဒီဖန်ခွက်ကိုကျမတို့ကဇပွဲပေါ်ကနေတွန်းချမိဖို့ဘလောက်နှီးဆက်နေပြီလဲ။ကြောက်စရာကောင်းတဲ့အဖြေကတော့တချို့စနစ်တွေအတွက်ဓာရီဖြစ်ပျက်နေရကိုကျမတို့မြင်တွေ့နေရပါပြီ။ပေါမောက်ကဗယ်တက်ကဒီတန်နာကြောက်တန်းတွေကိုဥပမာပေးပါရယ်။ကျမတို့လက်ရှိကဘာကြီးပုံနှဲမှုအဆင့်ဒီ1.3ဒါမှမဟုတ်1.4ဒီဂရီစင်တီဂရိတ်လောက်မှာပဲကျမတို့ဟာအစူလိုက်ပြုံလိုက်သိဆုံးမှုတွေကိုမြင်တွေ့နေရပါပြီ။ပင်လယ်ရေအပူလှိုင်းတွေက ဒီကဘာတဝန်းကအတန်နာကြောက်တန်းတွေကိုသိစေပါတယ်။ဒီလိုမျိုး တက်ကြွလှပတဲ့ဂေဟာစနစ်များစွာအတွက်အလှက်ပြောင်းမှတ်တွေကိုကြော်လွန်သွားခဲ့ပါပြီ။ဒီအစွတ်မှတ်အားလုံးကိုကြော်လွန်သွားနိုင်ချေဟာအပူချိန်တဖြည်းဖြည်းတိုးလာတိုင်းမှာပိုပြောမှများလာနေပါတယ်။အကြီးမားဆုံးစိုးရင်စရာကဒီဖြစ်ရက်တွေဟာတခုတည်းတည်တံ့ဖြစ်လာမှာမဟုတ်ဘူးလို့ဗော်ဒက်ကဆိုပါတယ်။ဒါတွေဟာစင်ပွားဆိုးရွားမှုတွေပါ။ အမေရိကန်ဥရောပအာရှကဒီစိုက်ပျိုးရေးအထက်အနေအရာတွေဖြစ်တဲ့ကမ္ဘာစားနပ်ရိက္ခာကြီးတွေကိုဒီကမ္ဘာလုံးဆိုင်ရာပို့လိုင်းတွေကတစ်ချိန်တည်းမှာပဲတိုက်ခတ်တဲ့အနာဂတ်တစ်ခုကိုစိတ်ကူးယဉ်ကြည့်လိုက်ပါကမ္ဘာစားနပ်ရိက္ခာထောက်ပံ့မှုဟာကက်ဘေးကိုစိုက်သွားပါလိမ့်မယ်ပြီးခဲ့တဲ့နှစ်2024ခုနှစ်ဟာဒီစက်မှုမတိုင်မီခေတ်ကထက်1.5ဒီဂရီစင်တီဂရိတ်ပုံနှိပ်မှုအဆင့်ကိုကျော်လွန်ခဲ့ကြောင်းအတည်ပြုနိုင်ခဲ့တဲ့ပထမဆုံးနှစ်တစ်နှစ်ဖြစ်ပါတယ် သိပ္ပံပညာရှင်တွေဟာဆယ်စုနှစ်ပေါင်းများစွာတတိပေးခဲ့တဲ့နည်းမြေတွေကိုကျမတို့အခုတကယ်ရောက်ရှိနေပါပြီ။ဆိုတော့ဒီဖြည့်ရှင်းချက်ကဘာလဲ။ ပမောက်ကဗောက်တက်ကကျန်တဲ့သိပ်ပံအတိုင်းဝိုင်းရဲ့အဆိုအရအဖြေဟာအန်ရီလိုပဲရှင်းလင်းနေပါဗျ။ဒီလိုမျိုးပြန်ပြင်လို့မရတဲ့အန်ရီတွေကိုရှောင်ရှားဖို့အတွက်ကဘာသားတွေကိုလုံနိုင်တဲ့အရေးကြီးဆုံးအရာအဲဒါကျွန်မတို့လုံနိုင်တဲ့တခုတည်းသောအရာကတော့ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုတွေအထူးသဖြင့်ဒီရုပ်ကျွေးလောင်စာတွေလောင်ကျွမ်းမှုကနေထွက်လာတဲ့ CO2 တွေကိုတိတိတသားနဲ့အမြန်ဆုံးလျှော့ချဖို့ပါပဲ။ မုန်တိုင်းတွေဟာပိုပြီးတော့မှပြင်းထန်လာနေပြီးကမ္ဘာစနစ်တွေဟာပြိုကွဲပျက်စီးလို့နေပါဖြစ်နေပြီလို့သိပ္ပံပညာကကျမတို့ကိုသတိပေးနေပါတယ်။အပြောင်းလဲနဲ့လာရောညီထွေနေထိုင်ရုံနဲ့မရတော့ပါဘူး။ပြိုလဲမသွားအောင်တားဆီးရမယ့်အချိန်ကို ရောက်နေပါပြီ။ဒါပေမဲ့ကမ္ဘာနိုင်ငံကြီးတွေကတော့ကိုကျိုးစီးပွားကိုပဓာနထားပြီးတော့ရုပ်ကျွဲလောင်စာတွေကိုဆက်ပြီးတော့မှတုံးနေသေးပါ။ ကမ္ဘာကောင်ဆောင်တွေကဒါရာသီဥတုပြောင်းလဲလာမှုကိုအားတက်တရောကင်တွယ်ဖြည့်ရှင်းဖို့မကြိုးစားကြဘူးဆိုရင်တော့ပညာရှင်တွေသတိပေးလဲအလကားပဲဖြစ်နေအောင်မှာပါကျမတို့ဟာပိုပြင်းလာတဲ့မုန်တိုင်းတွေလိုဖောက်ပြန်လာတဲ့ဒီအရာသီးတို့အခြေအနေတွေကိုရင်ဆိုင်ပြီးတော့ဇပွဲဘော်ကပြုတ်ကျလို့ဆဲဆဲဖန်ခွက်တလုံးထဲကရေတွေလိုပဲဖေးချိန်ဖိတ်စင်ကြကုန်မလဲဆိုတာကိုပဲစောင့်ဆိုင်ရတော့မှာဖြစ်ပါတယ်။ ဆိုတော့ဒီတစ်ပတ်ရဲ့ TV knowledge season ကိုဒီမှာပဲအဆုံးသတ်လိုက်ပါတယ်။နောက်တစ်ပတ်တွင်မှာလည်းဒီလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့ဗဟုသုတနဲ့တခြားထူးထူးခြားခြားသတင်းတွေကိုသိရဖို့အတွက် TV ရဲ့ website, YouTube နဲ့ Facebook စာမျက်နှာတွေကို subscribe လုပ်ထားဖို့တိုက်တွန်းပါရစေရှင်။ကျွန်တော်နောက်တစ်ပတ်မှာပြန်တွေ့ပါမယ်။ကျမတို့ငုခတ်တာပါ။